မတော့ဗီရင်ဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဂျာနာပရိသာသမီအားလုံးအတွက်26ရက်6လ2025ကနေ9ရက်10လ2025အတွင်းမှာဂျုံလို့ရတဲ့တပတ်စာကန်ဂျမာဟော့ကင်းကိုဂန္ဓာတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေဂျာနာပရိသာသမီတွေပေါ့လေအဲဒီတပတ်ကလည်းမှဘလူကန်ဒီယားလေးတွေဂျုံလို့ရတယ်လေပေါ့နော်ဘရမောက်သုံးချစ်ပုံရှိကံကြီးမာတဲ့သူတွေဆိုရင်ထီတွေပါတွေပေါက်တဲ့ဂိမ်းရှိတဲ့အတွက်ဝါသနာပါရင်ထီတွေတွေကန်ဆန်းကြပါဗျာနော် အထုံးမဲ့ဆိုရင်တော့ငါးစားသုံးညဆုံးသို့မဟုတ်ငါးစားခုံဆုံးလေးကိုဦးစားပေးရွေးထိုးကြည့်ရပါဗျာနော်ထားပါတော့အဲ့တော့အဲကြာတော်ရသသမီးတွေကိုပထမဦးဆုံးပညာရေးနဲ့ပတ်သက်ပြီးစဟောပေးခြင်းတော့နော်အဲဒီကလာမှာပညာရဲ့အသစ်တွေကိုထပ်ပြီးစီးပူးလေ့လာတဲ့ဂိမ်းတွေသင်တန်းအတည်းထပ်တက်ရတာမျိုးတွေဖြစ်တဲ့ဂိမ်းတွေမှာပါတယ်ဆိုတော့အတတ်ပညာနဲ့ပတ်သက်လို့ရှိရင်သူကအတတ်ပညာတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့လေအတတ်ပညာတွေပါသင်ယူစီးပူးလေ့လာတဲ့ဂိမ်းတွေမှာပါတယ်ဖြစ်နိုင်မယ်ဆိုတော့ကျွန်တော်ကြာတော်ရသသမီးတွေကိုဒီကလာမှာပညာရေးနဲ့ပတ်သက်ပြီးတော့ ပြပြအောင်လုပ်ပြအောင်လုပ်ပါဒီကလကပညာရေးကံအကောင်းဆုံးမှာအဲဒီနေ့နောက်ခုနှစ်ခုထဲမှာကျော်ရွေးတန်းသမီးတွေကပညာရေးကံအကောင်းဆုံးထဲမှာသွားပါနေတယ်တရားမှာ80ကျော်ကျော်လုံးလောက်ထိကျွန်တော်သဘောကျတယ်ပေါ့လေစောင်းဝဲတွေဘာတွေဖြစ်ရင်အောင်မယ်ဆိုတဲ့ဂိမ်းမျိုးပေါ့ပြီးတော့ဒီကလမှာမှာပညာအသစ်တွေဘာတွေစီးမှုမယ်ဆိုလဲအဲ့ဒီစီးမှုတွေလာတဲ့ပညာရက်ဒီကိုဘဝကိုတေချာပေါ့အဲအကျိုးပေးနိုင်တဲ့ပညာရက်ကောင်းတွေအဲတင်ကြားတဲ့အနေထားလေးတွေရှိမယ်ပြီးတော့ဆရာကောင်းသမားကောင်းတွေနဲ့စုံစည်းရတဲ့ဂိမ်းတွေမှာဘာတွေအတွက်တော်တော်လေးအားကောင်းတယ်အဲတချို့တွေဆိုရင်ဒီကလမှာ အစားအသောက်နဲ့ပတ်သက်တဲ့သင်တန်းတွေပါတယ်တက်ပြီးတော့စားသောက်ဆိုင်တွေပါတယ်ဖွင့်မယ်ဆိုရင်လည်းအရန်အကျိုးပေးတာကောင်းတယ်တချို့တွေဆိုလည်းသူနာပြုသင်တန်းသူမဟုတ်စေဝါအကျွမ်းကျင်သင်တန်းလေးတွေတက်မှန်းအဲစေဆိုင်တွေဖွင့်မလားစသည်အားဖြင့်စေုံစေကန်တွေထောင်မလားအရန်ကောင်းတယ်ဗျနော်အဓိကကမှတခုလုံးမဲ့ကံမဲ့ဆိုလို့ရှိရင်အင်္ဂါနာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုအဓိကထားဥတီပီလုပ်ပေးမယ်။ခုနကသင်တန်းတွေဘာတွေတက်မဲ့ဆိုတော့မှအဲ့ဒီလုပ်ငန်းတွေမှာအကျိုးပေးနေဖြစ်လုံမဲ့ဟာလေးတွေကိုအဲရည်ဝဲပြီးတော့တက်စေချင်တယ်ပေါ့လေနော်။စံစီစေစာဆက်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားရမလားအရန်အကျိုးပေးတဲ့ကိစ္စမှာပါနေတယ် ။တချို့တွေဆိုရင်ဒီကာလမှာစုပေါင်းဆက်ပေါင်းသူငယ်ချင်းမိတ်ဆွေတွေနဲ့ဆက်တူရှယ်ယာလုပ်ငန်းလေးတွေလောက်ဝတက်တဲ့ဂိမ်းတွေမှာပါတယ်။လုပ်ရင်လည်းအဆင်ပြေတယ်။တချို့ကတော့အဲဆက်တူရှယ်ယာလုပ်ငန်းလေးတွေမှာစာချုပ်လက်မှတ်ရေးထိုးလိုက်ရတဲ့အနေအထားလေးတွေချေယာဝင်ပါတဲ့အနေအထားလေးတွေဖြစ်တည်လာလိမ့်မယ်နော်။ဘလောက်ပဲအတိုက်ခိုက်တွေကြုံကြုံကြုံရတဲ့အတိုက်ခိုက်တွေကိုအောင်မြင်သွားကြော်လာနိုင်တဲ့အနေအထားလေးမှာကြာသပတိသားသမီးတွေအကောင်းဆုံးဖြစ်နေတယ်။ဂန်ကိုဘမှာရှိတယ်။အတိုက်ခိုက်ကလည်းတခြားဘက်ရှိနေတယ်။အထူးသဖြင့်အလုံနဲ့ပတ်သက်ပြီးပြောကြပါစို့။အမှန်တော့အလုပ်တစ်ခုလည်းမဟုတ်အိမ်မှာပါတယ်သူကအလုပ်ဆိုလို့ရှိရင်ဒီကရမှာလောက်ပေါ်ကင်မဲ့အချင်းချင်း မနာလိုတတ်ခတ်မှုရှိလို့ရှိတယ်သူကအဲအလုတ်ကလည်းအဲ့လိုဖြစ်တတ်သလိုမိသားစုတစ်ခုဆိုလို့ရှိရင်လည်းမိဘနဲ့တာသမီစိတ်ဝင်ကြွယ်တယ်ကို့ကိုအထင်လွဲပြီးမုန်းတယ်ပေါ့နော်ရှင်းနိုင်တယ်လက်မခံအောင်ညီကောင်မတော်အချင်းချင်းသဘောထားမတိုက်ဆိုင်အောင်အထင်လွဲတာမျိုးတွေဖြစ်တတ်တယ်ဆိုတော့အလုတ်ရှင်နဲ့အလုတ်သမားသဘောထားမတိုက်ဆိုင်မှုတွေအလုတ်ရှင်ဘက်ကကြည့်လို့ရှိရင်အလုတ်သမားတွေကကို့ကိုစန့်ညင်တော်လာတယ်အလုတ်သမားတွေဘက်ကကြည့်လို့ရှိရင်လည်းကို့ကိုအမြဲတမ်းဖိအားပေးနေတယ်အဲဒီလိုမျိုးပုံစံကြီးတွေကြုံနေပြီးတော့အတွင်းရန်တွေတွေပြဿနာတွေတွေသွားဖြစ်တတ်တယ်အထူးသတိထားပေးစေချင်တယ် တချို့တွေဆိုရင်ကိုယ့်စီကနေကိုယ့်ရဲ့လှုပ်အောင်လက်ငယ်သားလေးတွေမမြဲဘဲနဲ့ထွက်သွားတာမျိုးတွေဖြစ်တတ်တယ်။တချို့ကကိုယ့်ရဲ့မိသားစုတွေကတရားကကိုယ့်အိမ်မှာမနေတော့ဘဲနဲ့တချို့အဲထားပါတော့ယောက်ျားမိန်းမဆေးစိုးလို့မိန်းမဆင်းသွားတာမိန်းမအနှံ့ယောက်ျားယောက်ျားဆင်းသွားတာတချို့ကတော့တာသမီတွေကိုယ့်အိမ်ကထွက်သွားတာဒါမျိုးတွေဖြစ်တတ်တဲ့ကိန်းလေးတွေရှိတယ်။အထူးသတိထားပေး။နော်။အဲ့ဒါကသူကအတွင်းရန်လေးတွေရှိတယ်။နောက်အပြင်ရန်လေးတစ်ချက်လည်းလာတယ်။အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေဒီအစ်မရေရနိုင်ငံရဲ့အနေအထားတွေကြောင့်ဖြစ်စေ၊တဘာဝဘေးအန္တရာယ်တွေကြောင့်ဖြစ်စေ၊ထိခိုက်ပျက်စီးဆုံးရှုံးတာမျိုးတွေကြောင့်ဝင်တယ်။ အထူးသဖြင့်အဲကျွန်တော်ဗုဒ္ဓခုနာနေသွားခိုက်နေတာဖြစ်တဲ့အတွက်ရေနဲ့ပတ်သက်တဲ့အဲဘေးရနေရတိကိုတစ်ချက်သတိထားပေးစေချင်တယ်ရေလန်းခီလုံးဝမသွားပါနဲ့ကြာတာရိသတ်သမီးတွေရွှေလေးဆိုရင်ရေဒီပါတွေတက်ရေဒီပါတွေကြီးလို့ဆိုပြီးကိုယ့်ရဲ့အဲမိုးရွာတွေတအားများလို့ထားပါတော့အဲခုနကလယ်တွေပြက်စီတာမျိုးတွေစံသမားတွေပြက်စီတာတချို့ကတော့ထားပါတော့အကြောင်းကြောင့်ပေါ့လေဒီလိုမျိုးနှစ်နာဆုံးရှုံးမှုတွေကြုံရတယ်တဲ့အထူးသဖြင့်အဲဗုဒ္ဓခုနံကိုအကြောင်းပြုပြီးတော့ဖြစ်ရတဲ့ဂိမ်းထဲမှာပါတယ်အဲ့တော့ဂိမ်းဆိုင်ကမယ်ဒီကလာမှာပတ်သက်နေတဲ့သူဘယ်သူပဲဖြစ်ဖြစ် တနင်္လာသာသမီဘုဒ္ဓဂူသာသမီတွေကိုအကြောင်းပြုပြီးစိတ်ပင်ပန်းလူပင်ပန်းပြဿနာလေးတွေဖြစ်လိမ့်မယ်။အထူးသဖြင့်ချစ်သူအိမ်တော်ဘက်တွေဖြစ်စေမိသားစုတွေကပဲဖြစ်စေအိမ်နေတော်လေးတွေပိုင်ပို့ဆိုးတာပေါ့ကိုယ်ကောင်ကောင်ကြီးစိတ်တော်ကလေးတွေပေးတယ်။ဆိုတော့အထူးသတိထားပေးစေချင်တယ်။နောက်တစ်ခုအဲဒီကာလမှာအချစ်အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်တော့ကြာသာရီသာသမီတွေအမရန်စမ်းပွင့်တဲ့ကာလတွေမှာပါတယ်။ချစ်တဲ့ခင်တဲ့သူတွေတွေဝိုင်းဝိုင်းလက်တက်တဲ့ဆိုတဲ့ဂိမ်းတွေမှာပါတယ်။ချစ်သူမရှိတဲ့သူတွေချစ်သူရတတ်တယ်။ထားလို့ရတယ်ဗျာဒီကာလမှာကောင်းတဲ့သူတွေတွေနဲ့စုံစည်းရတတ်တယ်။ ဟိုချစ်သူရှိတဲ့သူတွေလည်းအင်တော်လီပါချက်တတ်တဲ့ကိန်းလေးတွေရှိတယ်ယူမယ်ဆိုလဲယူဖို့အတွက်တိုင်မြင်ရတာဆွေးနွေးရတာမင်္ဂလာကိစ္စပြောဆိုရတာလေးတွေဖြစ်တတ်တယ်ပြောပါကောင်းပါတယ်ဗျကောင်းတဲ့အနေထားမှာရှိပါတယ်တချို့ကြတော့ဒီကလမှာအစင်တော့ပြပါရဲ့အတွတော့အကြောင်းကြောင်းကြောင်းခွဲပြီးတော့တရားနဲ့တရားနေရတဲ့အနေထားမျိုးတွေဖြစ်တတ်တယ်တချို့ကကြတော့ကိုချစ်သူအင်တော်ဘက်နဲ့ကိုနဲ့နှစ်ယောက်ကြားထဲမှာအရင်ကကိုဘကပတ်သက်ခဲ့တဲ့ရည်သားဟောင်းအင်တော်ဘဟောင်းတို့ဖို့သူဘကပတ်သက်ခဲ့တဲ့ရည်သားဟောင်းအင်တော်ဘဟောင်းကပြန်လာပတ်သက်တဲ့အတွက်ဂျာအနောက်ရှက်ဖြစ်ပြီးတော့ပြဿနာအနောက်ရှက်လေးတွေကြုံရတတ်တယ် အထူးသတိထားပြီးအခုချက်ချင်းဖြစ်တဲ့ပြဿနာမဟုတ်ဘဲနဲ့ပြီးခဲ့တဲ့အချိန်အတိတ်မှာကိုပတ်သက်ခဲ့တဲ့ဟာတွေကဒီကာလမှာအရေးပမာဏပေါ့နော်ကိုနောက်ကိုလိုက်လာပြီးပြဿနာလိုက်ရှာတာမျိုးတွေဖြစ်တတ်တဲ့အတွက်အထူးသတိထားပါလို့ထပ်ထပ်လေးလေးအကြံပေးလို့ရနော်ကျမ်းမာရင်လည်းပတ်သက်လို့ရှိရင်တော့အဲအာယုံကြောင့်ပတ်သက်တဲ့ယောဂါတွေဖြစ်တာခါနာတာခြေထောက်နာတာကြောက်ကနေပတ်သက်ပြီးသွားထိတာမျိုးတွေဖြစ်တတ်တယ်အထူးသတိထားပဲအမျိုးသမီးတွေဆိုရင်တော့ဒီကာလမှာ သွေးသားနဲ့ပတ်သက်တဲ့ယောဂါသိင်နဲ့ပတ်သက်တဲ့ယောဂါလေးပိုဖြစ်တတ်တယ်မပေါ့ဆက်နဲ့ပေါ့လေနော်ဖြစ်နိုင်တော့အခြေလေးကြောင့်သားလေးမစားဘဲနေတော့ပိုကောင်းမယ်လို့အကြံပေးလို့တယ်ကြက်မိုင်ကျွန်တော်စေုံစည်းကမ်းလေးပါပြီးပြမယ်ဆိုလို့ရှိရင်တော့ကြာလာပြီးသာသမီဆရာဝန်နဲ့ပြပေးပါလို့အကြံပေးပြသည်နော်စရိမာလာ26 29 28 30အောင်တော်ဘာလာတရအဲ့ရတွေကတော့အနောက်ရက်နဲ့ဆက်နွယ်ပြီးလုပ်တဲ့ကိစ္စတွေကအမရန်ကောင်းတယ်ရက်ဝေးနဲ့ချာခီးတွေပါပြီးသွားတတ်တဲ့ဂိမ်းရှိတယ်တချို့တွေဆိုလို့ရှိရင်သူကအလုပ်ကိစ္စခီးတခုတည်းမဟုတ်ဘူး အဲဖျားဘူးခီးထွက်လိုက်တာတို့အပျော်ဝဆခီးထွက်လိုက်တာတို့အလဲဘက်ခီးထွက်လိုက်တာတို့ဒါမျိုးတွေအစရုပ်တရက်သွားရလာရတက်တဲ့ကိန်းတွေပါလာလိမ့်မယ်အဲရုပ်တရက်အလူတန်းတွေမှာမမျောနိုင်မနဲ့ပါဝင်လူတန်းရတဲ့အလူတန်းလေးတွေမှာအပျော်စရာလေးတွေကျောင်းဝတ်တက်တဲ့ကိန်းတွေရှိတယ်ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်အဲ့ကာလမှာကြီးကြီးမားမားအလူတန်းညောင်းလောက်ဝတ်တက်တဲ့ကိန်းတွေမှာပါတာပေါ့လေတော်တော်လေးအကောင်းတယ်ကိုယ့်ရဲ့အရှိန်ဩဇာအာဏာတွေကကိုယ်ပေါင်ခြင်းမှာဖြန့်ကျက်နိုင်တဲ့အနေအထားလေးတွေဖြစ်လာလိမ့်မယ်မင်းတို့ရတာတွေရဲ့ကုညီဆောက်ချောင်းမှားသားမှုတွေ သူတို့ချင်းမင်းနဲ့ဘောဒူကုံကူစုတစေတွေအိကလာမှာရရှိပိုင်ဆိုင်လိမ့်မယ်ဗျာနော်အဲစနေမာလာ29အောင်နိုဘာလာ2ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ်အထူးသတိထားပေးစေချင်တယ်ဆိုတော့တွာလာလှုပ်ရှားတဲ့အခါတစ်ချက်သတိထားမယ်အစစ်စစ်အမင်းများခံရတာမျိုးတွေအဆီရန်ဖြစ်တာမျိုးတွေကြုံရတဲ့ကိစ္စတွေရှိတယ်အထူးသတိထားပေးနော်တွာလာလှုပ်ရှားရင်အရန်ရန်သတိထားပေးပြီးတော့အဲစေးဝါးတွေဘာတွေနဲ့ပတ်သက်လို့ရှိရင်အနာမားတာစေးမားတာဗောလေအဲဒါမျိုးတွေတွာဖြစ်တဲ့ကိစ္စတွေရှိတယ်ဂယူဆိုင်မယ် ဝက်သားတို့အမဲသားတို့လုံးဝအရက်ပိုင်းမှာမစားပါနဲ့ပြဿနာအနောက်ရှက်လေးတွေဝင်လာတတ်တယ်တချို့ကမကောင်းသောဆေးတွေပါနေနဲ့ခတ်ပြီးတော့အဲ့လိုမျိုးပေါ့နိပြူသားနောက်ရှက်တာမျိုးတွေဒီကြောင်းတတ်တဲ့ဂိမ်းတွေရှိတဲ့အတွက်ဂယူစိုက်ပေးပါအဲ့တော့ကြာသပရိသတ်သမီးတွေဒီကလာမှာကန်ရီးယားရဲ့ထောက်ပံ့မှုအပြည့်အဝရအောင်မိခိုးရောင်အပြာရောင်အရင်အစိမ်းရောင်အဝါရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင်ပရိမနိုင်ပန်းမေမြို့ပန်းကြောက်စိမ်ပန်းစပယ်ပန်းစိန်ချေပန်းအဲ့ဒီပန်းတွေကို အဲမိမိတို့ယုံကြည်ကိုယ်ပိုင်ဖရာမှာဖရာပန်ကရပဲဖြစ်ဖြစ်အနေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့တုံဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေအဲဂျာနာပရိသတ်သမီးတွေပါလေဒီတစ်ခါကလာမှာကျုံသွားတဲ့အညံ့တွေဒီกินပြီးကောင်းတဲ့ကံတွေပို့ကောင်းမှုအတွက်ရရလေးခြေချရအောင်ဗျာအဲ့တော့ရရအနေနဲ့ဘာလို့ကမလဲဆိုတော့အဲရဟန်းတာတော်ဖုန်ကြီးတစ်ပါးကိုအစိမ်းအောင်မျက်နှာသုံးပေါ်မှာတစ်ထည့်ဝယ်ပြီးတော့လူတန်းပြအောင်လူတန်းပြလိုက်ပါအလိုရှိရလေးတွေငွေကြေးစီပွားလက်လာပါလေပို့ပြီးပြည့်စုံသွားလိမ့်မယ်ဒါအပြင် အဲကိုယ့်ရဲ့မွေးနေ့ရောက်တဲ့အခါအိတ်တဲ့အခါအဲ့ရလေးရွှေအိတ်ဖြစ်အောင်အိတ်ပေးမယ်ပြီးရင်ကိုမိသားစုကိုလည်းပါတယ်ကိုမိသားစုလေးပါခေါ်ပြီးတော့နိစက်ရဖျားတစုသူကိုဖျားဘူးခီးလေးထွက်ပေးလိုက်ပါပြန်လာပြီးတဲ့နောက်ပိုင်းပိတ်နေတဲ့လက်လာပါတွေပွင့်ပြီးစီပွားလက်လာပါတွေအေကံမုတ်ချတိုးတက်လာပါလိမ့်မယ်ကြာသပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်